နောက်ဆုံးတော့ကျွန်တော်အလုံးမဲ့ဆုံးမြုံနေကြတဲ့ PUBG Mobile နဲ့ AOT Collab Event ဖြစ်တဲ့ Prize Pack တို့ Lucky Spin တို့ကြီးမယ်ဆိုရင်ဒီနေ့ game နဲ့မှတွေ့မြင်ရပြီဖြစ်ပါတယ်။တကယ်ချင်းတို့စီမှာ Lucky Coin အနေငယ်ရှိုံနဲ့ AOT ရဲ့ mission တွေပါတယ်ဆိုရင်မှ AOT ရဲ့ M416 skin ပြရမလား AOT ရဲ့ gas skin ပြရမလားတခြား outfit တွေလုံးဝ free အပိုင် redeem လုပ်လို့ရတာမျိုးရှိပါတယ်။ဘယ်လိုပုံစံ redeem လုပ်ရမလဲဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ဖော်ပြပေးပါမယ်။ပထမအဦးဆုံးတော့ Prize Pack ထဲဝင်လာရအောင်များဒီ event အချိန်ကိုပြရမယ်ဆိုရင်တော့30ရက်5လနဲ့6ရက်9လထိသွားမှာဖြစ်ပါတယ်။ Prize Pack ရဲ့ဈေးနှုန်းကိုကြီးရမယ်ဆိုရင်တော့ UC 600ချတင်မှာဖြစ်ပါတယ် 600နဲ့ဖွင့်ရင်မှသူဖော်ပြပေးထားတဲ့ mission တွေပါတွေဆော့သွားတယ်ဆိုရင်တော့အောက်က reward တွေတငယ်ချင်းတို့ရရှိမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ဒီ Arma Titan costume ကိုတွေးမိရတာမျိုးရှိပါတယ်တခြားတော့ lucky coin တို့ပေါ့ဗျာဒီက popularity တွေပါတွေးမိရတာမျိုးရှိပါတယ်ဒီက discount voucher တွေပါတွေးမိရတာမျိုးရှိပါတယ် နောက်တစ်ခုကတော့ဒီရဲ့ emote ကိုလည်းတွေးမြင်ရတာမျိုးရှိပါတယ်ကြည့်ကြည့်ပါမစိုးပါအောင်မိုက်တယ်လို့ပြောလို့ရပါတယ်တခြားတော့ပေါ်ပြတဲ့ popularity တွေပါတွေးမြင်ရတာမျိုးရှိပါတယ်ဒီရဲ့ office ကိုရရှိမှာဖြစ်ပါတယ်တခြားတော့ lucky coin တွေပါတွေးမြင်ရတာမျိုးရှိပါတယ်ဒီရဲ့ mean skin ကိုလည်းတွေးမြင်ရတာမျိုးရှိပါတယ်တခြား item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ lady skin တွေပါတွေးမြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ဒီရဲ့ emote ကိုရရှိမှာဖြစ်ပါတယ်ကြည့်ကြည့်ပါ emote ကတော့တူတာမျိုးရှိပါတယ်နောက်တစ်ခု level 16မှာကြည့်မယ်ဆိုတော့ဒီရဲ့ dacia ရဲ့ car skin ကိုရရှိမှာဖြစ်ပါတယ်မစိုးလို့ပြောလို့ရပါတယ်တခြား item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် level 20မှာဒီရဲ့ voice pack ကိုတွေးမြင်ရတာမျိုးရှိပါတယ်နောက်တစ်ခု level 25မှာကြည့်မယ်ဆိုတော့ ီးယားလီဗီကာတာဆက်ကူရရှိမှာဖြစ်ပါတယ်ဒီကောင်ကိုကြည့်ရမယ်ဆိုရင် enemy ဖြစ်လက်ပြောင်းလို့ရတာမျိုးရှိပါတယ်ကြည့်ကြည့်ပါဒီပုံစံအနေထားပေါ့ဗျာဒီတစ်ခါ price path ကိုကြည့်ရမယ်ဆိုရင် level 25အထိပဲတွေးမိရတာမျိုးရှိပါတယ်ပထမအဦးဆုံးတော့ကျွန်တော်600နဲ့ပေါ့ဗျာဒီကောင် unlock လုပ်လိုက်ပါမယ်ဒီကနေ့ကြည့်မယ်ဆိုရင်ဒီရက် set ကိုရရှိသွားပြီဖြစ်ပါတယ် mission တွေပါဆိုရင်မြ point တွေတိုင်အောင်လုပ်ရမှာဖြစ်ပါတယ် mission တွေတော့အများကြီးတွေးမိရမှာဖြစ်ပါတယ်ဒီ mission တွေနဲ့ပတ်သက်ပြီးမှကျွန်တော်နည်းနည်းနောက်မှပြောပါမယ်ပထမအဦးဆုံးအနေနဲ့တော့ဒီရက် mission တွေအကုန်လုံးဆိုးလိုက်တယ်ဆိုရင်တကယ်ကျွန်တော် point ဘလောက်ရရှိမလဲဆိုတာမေးစရာရှိပါတယ်မစ်ရှင်တွေကတော့အများကြီးတွေးမိရတာမျိုးရှိပါတယ်ကျွန်တော်တွက်ကြည့်သလောက်ပေါ့ဗျာ ဲ့စုစုမောင်းတငယ်ကျွန်တော် point 9960 point ရရှိမှာဖြစ်ပါတယ်မရှင်အကုန်လုံးစိုးလိုက်တယ်ဆိုရင်ပေါ့ဗျာဒီမှာကျွန်တော် level 25အထိပေါ့ဗျာတငယ်ကျွန်တော်ရောက်ရှိဖို့ point ဘလောက်လိုလဲဆိုတာမေးစရာရှိပါတယ် point 4800လိုတာမျိုးရှိပါတယ်ဒါဆိုရင်ကျွန်တော်9960အနုတ်4800လိုလိုက်တယ်ဆိုရင်တော့ point ပေါ့ဗျာ2960ကျန်တာမျိုးရှိပါတယ်ဒီရဲ့ machine တွေကိုဖြည့်ဖို့ဆိုရင် price pad တွေပါတွေဖွင့်ပါဒီရဲ့ machine တွေကိုဖြည့်လို့ရမယ်အဲ့လိုပုံစံမရှိပါဘူးဗျာပုံမှန်ပေါ့ဗျာ price pad ကို UC 600နဲ့တငယ်ကျွန်တော်မဖွင့်မယ်နဲ့လေပေါ့ဗျာဒီရဲ့ machine တွေပါတွေဖြည့်လို့ရတာမျိုးရှိပါတယ်ကျန်သွားတဲ့ coin တွေကိုကြည့်ရမယ်ဆိုရင်သူက ချို့တချို့ပေါ့ဗျာ lucky coin ပြောင်းပေးတာမျိုးရှိပါတယ်ဥမာပေါ့ဗျာ10 point တကယ်ကျွန်တော်ကကျန်နေဆိုရင် lucky coin တစ်ကွင်ရရှိမှဖြစ်ပါတယ်ကျွန်တော်က2960 point တောင်မှကျန်မှာဆိုတော့စုစုမောင်းတကယ်ကျွန်တော်အနေနဲ့196 lucky coin ရရှိမှဖြစ်ပါတယ်196 lucky coin နဲ့ပေါ့ဗျာဒီ lucky spin မှာဘယ် item တွေ redeem လုပ်လို့ရလဲဆိုတာမေးစရာရှိပါတယ်ကြည့်ရှိပါဒီ item တွေတွေးမိရတာမျိုးရှိပါတယ်ဒီမှာကြည့်ရမယ်ဆိုရင် unforeseen skin နဲ့ gas skin ကိုကြည့်ရမယ်ဆိုရင်ပေါ့ဗျာ350 lucky coin ချတင်မှဖြစ်ပါတယ်တကယ်ကျွန်တော်စီမှာအစကတည်းကနေပေါ့ဗျာဒီက lucky coin နဲ့အနည်းငယ်ရှိ တယ်ဆိုရင်တော့ကိုက296ကွန်ရရှိမယ်90ကျော်ကျော်တကယ်လို့ဒီမှာကွန်နေရှိတယ်ဆိုရင်တော့ဒီကောင်လေးပေါ့ဗျာဒီကနေ့ line မှာလုံးဝ redeem လုပ်လို့ရတာမျိုးရှိပါတယ် free အပိုင်လို့လည်းပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ mission တွေပါဆိုရင်မှာကျွန်တော် point တွေလုံးဝ free ရရှိမှာဖြစ်ပါတယ်နောက်ဆုံးကုစီမှာအလောက်ကြီးပေါ့ဗျာ lucky coin တွေပါတယ်အစကတည်းက90ကျော်တွေပါတယ်မရှိဘူးဆိုရင်တခြား item တွေ line မှာတကယ်ကျော် redeem လုပ်လို့ရတာမျိုးရှိပါတယ်ချီချီပါဒီ item တွေတွေးမြင်ရတာမျိုးရှိပါတယ် ် outfit တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီရဲ့ outfit တွေပါ redeem လုပ်လို့ရတာမျိုးရှိပါတယ် AOT character တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ point တွေကတော်တော်လေးကိုလိုတာဖြစ်ပါတယ်ဒီကောင်တွေကတော့တကယ်ကြီးလို့ redeem လုပ်လို့အဆင်မပြေပါဘူးဗျ point ကိုကြည့်ရမယ်ဆိုရင်950ဒီရဲ့ပေါ်က company and ကိုကြည့်ရမယ်ဆိုရင်900အထိတောင်မှကြာတင်မှာဖြစ်ပါတယ်တခြား skin တွေပေါ်ကတကယ်ကြီးလို့ redeem လုပ်လို့ရပါတယ် price path point နဲ့တကယ်ချင်းနေနေတော့ mission တွေဆိုရင်မှာအောက်က reward တွေလည်းရရှိမှာဖြစ်ပါတယ်ဥပမာကျော် level 1မှာကြည့်ရမယ်ဆိုရင်ကျွန်တော်ဒီကောင်ရရှိသွားပြီဖြစ်ပါတယ် collect ဆိုတာလုံးလိုက်ပိုင်းဗျာဒီကနေ့ကျွန်တော် close ဆိုတာလုံးလိုက်ပါမယ်ဒီရဲ့ mission တွေနဲ့ပတ်သက်ပြီးမှကျွန်တော် video နဲ့အဆုံးမှာပြောပါမယ်ဒါဆိုတော့ lucky spin နဲ့ ပတ်သက်ပြီးမှပြောကြည့်ကြည့်အောင်မြတ် lucky spin လည်းနှစ်ခုထွက်ရှိထားတာမျိုးရှိပါတယ် event အချိန်ကိုကြည့်ရမယ်ဆိုရင်30ရက်5လနဲ့6ရက်9လထိသွားမှာဖြစ်ပါတယ်တရက်တားရဲ့ပထမအဦးဆုံး spin ကိုကြည့်ရမယ်ဆိုတော့30ရက်ကြီးချတဲ့မှာဖြစ်ပါတယ်ဒီကနေ့ကျော် okay ဆိုတော့လုပ်လိုက်ပါမယ်တစ်ခါလိုက်တယ်ဆိုရင်တော့ UC 40ချတဲ့မှာဖြစ်ပါတယ်10ခါလိုက်တယ်ဆိုရင်တော့ UC 360ချတဲ့မှာဖြစ်ပါတယ် item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီကောင်ကိုတွေးမိရတာမျိုးရှိပါတယ်ဒီမှာကြည့်ရမယ်ဆိုရင် enemy character ဖြစ်လို့ကျော်ပြောင်းလို့ရတာမျိုးရှိပါတယ်ဒီပုံစံအနေထားပေါ့ဗျာတခြား item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီရဲ့ helmet တို့ not ခုပါပေါ့ဗျာဒီကကျော် ODM gear glider ကိုတွေးမိရတာမျိုးရှိပါတယ်နောက်တစ်ခုကဒီရဲ့ ေါ့ဗျာမီလီဝပွန်ရဲ့ upgrade skin ကိုလည်းတွေးမိရတာမျိုးရှိပါတယ်သူပုံစံအနေနဲ့ဒါကြည့်ကြည့်လို့ရပါတယ်ဒီမှာကျွန်တော် left ထဲမှာဝင်ပြီးမှလည်းတကယ်ကျွန်တော်နေ kill message တွေပါတယ်ပေါ့ဗျာဒီ elimination podcast တွေပါကြည့်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခု lucky spin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကြည့်ကြည့်ပါဒီကောင်းတဲ့သဘောတူပဲဖြစ်ပါတယ်တရက်တိုင်းပထမဆုံး spin ကိုကြည့်ရမယ်ဆိုတော့တစ်ဆယ်စီကြတဲ့မှာဖြစ်ပါတယ်ဆေးက spin လုပ်တယ်ဆိုရင်တော့360ကြတဲ့မှာဖြစ်ပါတယ်သူနဲ့ပတ်သက်ပြီးမှကျွန်တော် item တွေကိုပြောရမယ်ဆိုတော့ဒီရဲ့ character တွေတွေးမိရတာမျိုးရှိပါတယ်ကြည့်ကြည့်ပါတကယ်ကျွန်တော်ကြိုက်တဲ့ lucky spin မှာပေါ့ဗျာ spin လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာဒီရဲ့ titan marcel ပေါ့ဗျာ m416 skin ကိုတွေးမြင်ရတာမျိုးရှိပါတယ်ဒါ UU skin ပဲဖြစ်ပါတယ် upgrade skin မဟုတ်ပါဘူးဗျာဒီက gas skin ကိုလည်းတွေးမြင်ရတာမျိုးရှိပါတယ်ကျော်ပိုးဤတို့ပေါ့ဗျာဒီက emote ကိုလည်းတွေးမြင်ရတာမျိုးရှိပါတယ် emote ရဲ့ပုံစံအနေထားတော့တော်တော်လေးကိုကျော် funny ပုံစံတွေးမြင်ရမှာဖြစ်ပါတယ်ဒီကတခါတည်းသွားကြည့်ကြည့်ရအောင်မယ်ဒီကနေကြည့်နေချင်း skip သွားကျွန်တော်လုလိုက်ပါမယ် lucky coin နေကျော်တောက်လျှောက်ရတာမျိုးရှိပါတယ်ထပ်တစ်ခါပေါ်ရကျော်ဆဲကတခါတည်းသွားကြည့်ကြည့်ရအောင်မယ်ဒီကနေ gas skin ပါတော့ပေါ့တခါတည်းပေါက်တယ်ဆိုတော့တော်တော်လေးကိုကောင်းမှာဖြစ်ပါတယ် performance တို့ပါတော့ပေါ့ရကျော် skip သွားလုလိုက်ပါမယ် ကန်ရတော့အလောက်ကြီးကောင်းတာမျိုးမရှိပါဘူးဗျာဒီကနေ့ဒီ messenger skip ဆိုတာလိုလိုက်ပါမယ်အဲ့ဒါ b. ကျွန်တော်ဒီကနေ့ပေါ်ရဆဲကတခါတည်းသွားပေါ့နေတာကျေးဇူးပြုကောင်းတဲ့ item လေးပေးပါဆိုတော့လေ ကောင်းတဲ့ item ကျတော့ပြီးတာမျိုးတော့မရှိပါဘူးဗျာအောက်မှာကြည့်မယ်ဆိုရင်တကယ်ကျတော့ဘယ်နှချိန်လေးလဲပေါ့ဗျာအပေါ်မှာမူဒီမှာဒီက reward တွေတွေ့မြင်ရတာမျိုးရှိပါတယ် collect လုပ်လို့ရပါတယ်ဒီမှာကျွန်တော်စီမှာကြည့်မယ်ဆိုရင် lucky coin ပေါ့ဗျာ924ခုရှိသွားပြီဖြစ်ပါတယ်ဒီကနေ့ကျွန်တော် basket ကို redeem လုပ်မလဲဆိုတော့ဒီက casket ကို redeem လုပ်မှာဖြစ်ပါတယ်ဒီက casket နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် upgrade skin မဟုတ်ပါဘူး yoyo skin ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကြိုက်တာမျိုးရှိပါတယ်ဒါကြောင့်ပေါ့ဗျာကျွန်တော်ကတော့ဒီကောင်ကို redeem လုပ်လိုက်ပိုင်ဗျာ redeem ဆိုတာနေလိုက်ပါမယ် okay ဒီကနေ့ကြည့်မယ̣ဆိုရင်တော့ဒီက colossal titan muscle dar cs skin ကိုရရှိသွားပြီဖြစ်ပါတယ် မစိုးပေါင်းမိုက်တယ်လို့ပြောလို့ရပါတယ်ဗျာကျွန်တော်ကတော့သဘောကျတာမျိုးရှိပါတယ်တကယ်ကျွန်တော်လည်းဒီပုံစံပေါ်ရ redeem လုပ်လို့ရပါတယ်တရက်တိုင်းပထမအဦးဆုံး spin ပေါ်ရ30 UC ချင်းစီလည်းတကယ်ကျွန်တော်ကန်ဆန်းသွားလို့ရတာဖြစ်ပါတယ်ကန်ကောင်းနေဆိုရင်တော့30 UC နဲ့လည်းပေါ်ရတကယ်ကျွန်တော် item ကောင်းကောင်းပေါင်းနေတာဖြစ်ပါတယ် lucky spin ပုံစံနေထားတော့တကယ်ကျွန်တော်အလုံးတိပီတာပဲဖြစ်ပါတယ်တကယ်ကျွန်တော် point တွေတက်သွားတာနဲ့များပေါ်ရဒီမှာကြည့်မယ်ဆိုရင် reward တွေပါတွေးမြင်ရတာမျိုးရှိပါတယ်ကြီးကြီးပါ point 1000မှာကြည့်မယ်ဆိုရင်တော့ဒီက most value ရရှိမှာဖြစ်ပါတယ် point 1000မှာကြည့်ရမယ်ဆိုရင်ဒီက after တွေပါတွေးမြင်ရတာမျိုးရှိပါတယ်ဒီပုံစံကျတော့ reward တွေရရှိမှာဖြစ်ပါတယ်ဒါဆိုရင်ကျတော့ price pad ပေါ်ရ mission နေနဲ့ပတ်သက်ပြီးမှတစ်ချက်လောက် ောကြည့်ကြည့်အောင်ဗျာမရှင်တွေအကုန်လုံးဒီမှာတဏီယာထဲမှာဖော်ပြပေးထားတာရှိသလိုမရှင်တွေခွဲကြီးမှလည်းဖော်ပြပေးထားတာမျိုးရှိပါတယ်ဒီခွဲထားတဲ့ຢာတွေကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ဗျာဒီကောင်တော့တကယ်ချင်းတော့ကျွန်တော်ရှင်းပြရပို့ပြီးမှအဆင်ပြေမှာဖြစ်ပါတယ်ပထမတစ်ခုမရှင်ကိုကြည့်ရမယ်ဆိုတော့ဂိမ်းထဲမှာတကယ်ချင်းစုစုဝေါင်းပေါ်ရရက်30ဝင်ရမှာဖြစ်ပါတယ်ဒီကနေ့ကြည့်ရမယ်ဆိုတော့ဒီရဲ့ point တွေအများကြီးရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့တကယ်ချင်းတော့ဂိမ်းထဲမှာစုစုဝေါင်းဘယ်လောက်အချိန်ပေးရမလဲဆိုတော့2000ထဲမှာ40မိနစ်ဂိမ်းထဲမှာအချိန်ပေးရမှာဖြစ်ပါတယ်ဒီကနေ့လည်း coin တွေအများကြီးရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာတကယ်ချင်းတော့ဘယ်လောက်အချိန်ပေးရမလဲဆိုတော့စုစုဝေါင်းပေါ်ရမိနစ်1200 classic mode မှာအချိန် င်ပေးရမှာဖြစ်ပါတယ်ဒီကနေလည်းတကယ်ချင်းတို့ဒီရဲ့ပေါ်ရပွိုင်းနဲ့ token တွေအများကြီးရရှိမှာဖြစ်ပါတယ် classic mode ဆိုရင်တချို့တကယ်ချင်းတွေမေးတာမျိုးရှိပါတယ်ဒီမှာတချို့ unrank တွေပါတယ်ဆော်လို့ရလာပေါ့ဗျာ န်ရန့်တွေပါတွေဆိုလို့ရပါတယ်ဒီကောင်းလည်း classic mode စရင်ဝင်တာမျိုးရှိပါတယ်ဗျဒီမှာကျွန်တော်နောက်တစ်ခုပေါ့ဗျ challenge mission တွေနဲ့ပတ်သက်ပြီးပြောအောင်မေးစင်တော့ပထမတစ်ခုကတော့ကိုယ်အဖွဲ့တငယ်ချင်း၁၀ရောက်ကိုပေါ့ဗျ like ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ game မြန်မာတငယ်ချင်းတို့တွေးတွေပါတွေရော့သွားတယ်ဆိုရင်တွေးဖြည့်သွားပါတယ်ရဲ့ mission တွေကလည်းပြည့်သွားမှာဖြစ်ပါတယ်နောက်တစ်ခုအကြည့်ရမယ်ဆိုရင် metro rail မှာဖြစ်စေ classic mode မှာဖြစ်စေကိုယ်အဖွဲ့တငယ်ချင်းနဲ့အတူ၁၀ဝဲဆိုရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ metro rail မှာဖြစ်စေ classic mode မှာဖြစ်စေ meter 100အဝေးမှာရှိတဲ့ရန်သူကိုစုစုပေါင်း၁၀ချိန်ရှင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ metro rail မှာဖြစ်စေ classic mode မှာဖြစ်စေပြီးနေတဲ့ရန်သူစုစုပေါင်းအယောက်20ကိုရှင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာပေါ်ရကြိုက်တဲ့လက်နက်နဲ့ပေါ်ရရန်သူ15ချင်းထီအောင်ပြေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာ motor ရင်မောင်းပြီးမှပေါ်ရရန်သူဘယ်နှယောက်ရှင်းရမလဲဆိုတော့စုစုပေါင်းချုပ်ရန်သူ9ယောက်ကိုရှင်းရမှာဖြစ်ပါတယ်ဒီကနေ့ကြည့်မယ်ဆိုရင်ဒီက point นี่အများကြီးရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ extra mission ဆိုရင်မှဖော်ပြပေးထားတာမျိုးရှိပါတယ်ဒီကောင်တော့ arena မှာပေါ်ပြရန်သူကိုစုစုပေါင်း damage block ပေးရမှာလဲဆိုတော့1800ရန်သူကို damage ပေးရမှာဖြစ်ပါတယ်ဒီကနေလဲ point ကြီးရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာဖြစ်စီ metro rail မှာဖြစ်စီဒီက cruiser နဲ့ပေါ်ပြရန်သူစုစုပေါင်း6ယောက်ကိုရှင်းရမှာဖြစ်ပါတယ် နောက်တစ်ခုကတော့တကယ်ကြီးတော့ popularity တသိန်းရရှိအောင်လုပ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကြီးရမယ်ဆိုရင်တော့တောက်ကြနေရတဲ့စနေနေ့အတွင်းပေါ့ဗျာကြိုက်တဲ့ mode မှာဘယ်နဲ့ပွဲဆိုးရမလဲဆိုတော့ပွဲပေါ့ဗျာ15ပွဲဆိုးရမှာဖြစ်ပါတယ်နောက်တစ်ခုကြီးရမယ်ဆိုရင် arena မှာရန်သူကို damage 2400ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာကိုယ့်အဖွဲ့တကယ်ကြီးကိုစုစုပေါင်း15ချိန်ကြီးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ metro wild မှာကိုယ့်အဖွဲ့တကယ်ကြီးနဲ့အတူဘယ်နှခါပေါ့ဗျာ game နဲ့ရထွက်လာရမလဲဆိုတော့10ချိန်ပေါ့ဗျာ metro wild လာနေတကယ်ကြီးကို evacuate လုပ်ရမှာဖြစ်ပါတယ် metro wild ဆိုတဲ့တကယ်ကြီးနဲ့တော့သိကြပါလိမ့်မယ် ဂိမ်းတွေမှာကြည့်မယ်ဆိုရင်ပစ္စည်းတွေပါကြီးကောင်းမှာကျွန်တော်ထွက်တဲ့နေရာတွေ့မြင်ရတာမျိုးရှိပါတယ်အဲ့ဒါနေထွက်လာရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ metro rail မှာတကယ်ကျပစ္စည်းတွေပေါ်ရ9သိန်းတန်ဒီလောက်ပစ္စည်းတွေကောက်ရမှာဖြစ်ပါတယ် metro rail မှာကြည့်မယ်ဆိုရင်တကယ်ကျပစ္စည်းတွေကောက်သွားပါဈေးကြီးတဲ့ပစ္စည်းတွေတွေ့မြင်ရတာမျိုးရှိပါတယ်9သိန်းကလည်းခဏလေးပြည်သွားမှာဖြစ်ပါတယ်အဲ့လိုပုံစံကောက်ရမှာတကယ်ကျထွက်ရမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ငွေကြေးတို့ကောက်ထားတဲ့ပစ္စည်းတွေကိုရောင်းပြီးမှဖို့ရပတ်စံဘလောက်ရှာရမလဲဆိုတော့9သိန်းရှာရမှာဖြစ်ပါတယ်ကိုကောက်ထားတဲ့ပစ္စည်းတွေကိုငွေကြေးတို့ market ထဲမှာရောင်းလို့ရတာမျိုးရှိပါတယ်အဲ့ဒါနေကြည့်မယ်ဆိုရင်ဒီက point တွေပေါ်ရအများကြီးရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုတော့ collaboration mission ဆိုရင်မှဖော်ပြပေးထားတာမျိုးရှိပါတယ်ဒီကောင်တော့ဗာလဲဆိုတော့ဒီ armor titan costume ပေါ်ဗျာကျွန်တော် level 1မှာရရှိတဲ့ဥပမာ ပြောရမယ်ဆိုရင် level 1မှာရရှိတဲ့ outfit တွေပါတယ်ဝင်မှာ classic ပွဲတပွဲကိုစောရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ outfit ဝတ်ပြီးမှာပွဲရန်သူ9ယောက်ကိုရှင်းရမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ဒီက Levi Carter ဆက်ဝတ်မြက်ကလစစ်မှုမှာတပွဲဆိုးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီက Levi Carter ဆက်ဝတ်မြက်ကလစစ်မှုမှာရန်သူ9ယောက်ကိုရှင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ Car Titan Darcy ဘောရဒီက Darcy skin ကိုတကယ်ကျွန်တော်ဘောရစွတ်စွတ်ပေါင်းကလစစ်မှုမှာမီတာ3000ပြည့်အောင်ပတ်မောင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီက Darcy skin နဲ့စွတ်စွတ်ပေါင်းကျော်ရန်သူ1ယောက်ကိုရှင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ Enter the Titan Performance Area one time in a single match in Classic Mode Steam Perform Tier ဆိုပြီးမှဖော်ပြပေးထားတာမျိုးရှိပါတယ်ဒါတော့ Irangal မြေပေါ်တကယ်ကျွန်တော် Event မှာကြည့်မယ်ဆိုရင်ဒီက Kemeshkina မှာပေါ့ဗျာဒီက Titan နေနဲ့တင်ပေါ်နေနဲ့စစ်တင် memory နဲ့ fighter မျိုးရှိပါတယ်ဒီနေရာတွားရင်မှတကယ်ကျတော့ဒီရဲ့ fight ကိုတစ်ခါကြီးရမှာဖြစ်ပါတယ်အဆုံးထိကြီးလိုက်ပါတကယ်ကျတော့ဘာမှလုပ်လို့မရပါဘူးဒီကောင်ကြီးနေုံပဲဖြစ်ပါတယ်ဆိုတော့ဒီရဲ့ machine ကပြည့်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode မှာ titan ပြည့်စုစုပေါင်းကျဘယ်နှခါပြောင်းရမလဲဆိုတော့၃ကပြောင်းရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ odm gear အသုံးပြုပြီးမှ၃ချင်း attack လုပ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြီးရမယ်ဆိုတော့ odm gear သုံးပြီးမှ၃ကပေါ့ဗျာတကယ်ကျတော့ပြန်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီရဲ့ပေါ့ဗျာ levy space gift ကိုတကယ်ချင်းတယောက်ကိုပေးရမှာဖြစ်ပါတယ်ဒီရဲ့ space gift တွေကိုကြီးရမယ်ဆိုတော့ level 8တက်သွားတယ်မြတ်တကယ်ကျတော့ရရှိမှာဖြစ်ပါတယ်ဒီမှာရရှိတဲ့ space gift တွေက ဲတငယ်ချင်းတွေကိုပြီးသွားပါတော့ဆိုတော့ဒီရဲ့ machine ကလည်းပြီးသွားမှာပဲဖြစ်ပါလိမ့်ဗျာဒါဆိုဒီကနေကြီးမယ်ဆိုရင်လည်းဘယ်တဲ့ coin တွေဒီရဲ့ point တွေပေါ့ဗျာအများကြီးရရှိမှာဖြစ်ပါတယ် point တွေတက်သွားနေမြတ်တငယ်ချို့ဒီရဲ့ reward tier ရရှိမှာဖြစ်ပါတယ်ပူသွားတဲ့ point တွေကိုကြီးရမယ်ဆိုတော့10ကျိုးတချို့ပေါ့ဗျာတငယ်ချို့ lucky coin ဖြစ်ပြောင်းပေးတာမျိုးရှိပါတယ် lucky coin တွေတငယ်ချို့စုထားလိုက်ရပါတယ်ဒီမှာ lucky coin တွေနဲ့ပေါ့ဗျာကိုယ်စီမှာအစားကြတဲ့ lucky coin တွေအများကြီးရှိတယ်ဆိုရင်တော့ကိုကြိုက်တဲ့ item တွေပေါ့ဗျာဥပမာပြောရမယ်ဆိုရင်ဒီရဲ့ lucky spin redeem နဲ့တငယ်ချို့ဝယ်လို့ရတာမျိုးရှိပါတယ်ဗျာ okay ဒါဆိုတငယ်ချို့အားလုံးအနေနဲ့ပေါ့ဗျာကျွန်တော်ခုဖော်ပြပေးလိုက်တဲ့ဒီရဲ့ PUBG Mobile နဲ့ AOT Collab Event ပေါ့ဗျာ lucky spin နဲ့ပတ်သက်ပြီးပြောရမလား price expert event နဲ့ပတ်သက်ပြီးပြောရမလားဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ကောင်းကောင်းနားလည်သဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျဒီလိုမှတကယ်ကျွန်တော် machine တွေဘာတွေရှိရဲဆိုရင်တော့ကျွန်တော် comment မှာမျှော်ဝေပေးသွားလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ